ားလုံးပဲမင်္ဂလာပါရှင် Foreign Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလေးဝတာနဲ့ဆလာဗီယာညွန်ကြားမှုဦးစီးဌာနကဒီနေ့2025ခုနှစ်အော်တိုဘာလ၄ရက်နေ့တွင်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝတာခံမှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီကနေ့အော်တိုဘာလ၄ရက်နေ့ထူခြားမလေးဝတာရင်းနေနဲ့ပုံမအားကောင်းလာတော့တိုင်ဖုန်မှုတိုင်းမှတ်မှုအကြောင်းနဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ရေကြီးမှုအခြေအနေတို့ကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင် ပထမဆုံးအနေနဲ့ဖိလစ်ပိုင်ပလဲပြင်းတွေဖြစ်ပေါ်နေသော အကောင်းသောပူပိုင်းမုန်တိုင်းမှတ်မှုအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပလဲပြင်းအနောက်ပိုင်းတွင်ဖြစ်ပေါ်နေသောအာကောင်းသောပူပိုင်းမုန်တိုင်းမှမှုသည်အနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်12နိုင်တွင်တောင်တရုတ်ပလဲပြင်း၌တိုင်ဖွန်းမုန်တိုင်းမှမှမှုအဖြစ်ပုံမအာကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်အဆိုပါတိုင်ဖွန်းမုန်တိုင်းမှမှုသည် အော်တိုဘာလ9ရက်နေ့တွင်လေတိုင်းလုံးတနိုင်းကို129မိုင်ထိရရှိနိုင်တယ်လို့မူလဝတ္ထပညာရှင်ဥက္ကမောင်ထွေကခန့်မှန်းထားပါတယ်။မူလဝတ္ထပညာရှင်ဦးဝင်းနိုင်ထုတ်ပြန်ချက်တွင်လည်းဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ချတိုက်ခိုက်ပြီးတဲ့နောက်အော်တိုဘာလ3ရက်နေ့ညတောင်တရုတ်ပလဲပြင်းတို့စတင်ဝင်ရောက်စဉ်အာကောင်သောပူပိုင်းမုန်တိုင်းဖြစ်ခေတ္တအာရောလာပြီးအော်တိုဘာလ4ရက်နေ့နဲ့ဟောင်ကောင်တောင်ဘက် မိုင်350ခန့်အကွာ တောင်တရုတ်ပလဲပြင်တွင်တိုင်ဖုန်းမွန်တိုင်းအဖြစ်သို့ပြန်လည်အားကောင်းလာပြီးအနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကဟိုင်နယ်ကျွန်းကိုအော်တိုဘားလ9ရက်နေ့ညတွင်၎င်းတရုတ်ပြည်အနောက်တောင်ကန်ချေဘက်ကို VN တရုတ်နယ်စပ်အနီးမှအော်တိုဘားလ6ရက်နေ့မြန်မာစံတော်ချိန်နံနက်အစောပိုင်းတွင်၎င်းဆက်လက်ဖြတ်ကျော်ဝင်ရောက်ပြီးရနောက်မုန်တိုင်းအချင်းချင်းများသည့် VN နိုင်ငံများကိုဖြတ်တန်း၍ VN တရုတ်နယ်စပ်သည့်အော်တိုဘားလ9ရက်နေ့နံနက်ပိုင်းတွင်၎င်း ဖြတ်တန်း၍လျာရရှိနိုင်ပါတယ်လို့ဥဝင်နိုင်ကထုတ်ပြန်ထားပါတယ်ရှင်။ဆလပီမိုးလေဝသနှင့်ဆလာဘရန်ညွန်ချမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ရေကြီးမှုအခြေအနေတွင်2025ခုနှစ်အောက်တိုဘာလ၄ရက်နေ့ခုနှစ်နိုင်ချင်းထုတ်ပြန်ချက်ရှင်နေမြမစံတော်ချင်း6နိုင်ခွဲအချင်းတိုင်းထွားချက်ရစစ်တောင်မြေသည်တောင်ငူမြို့တွင်ဇွင့်ရီမတ်အထက်သို့တပေကျော်ကျော်လွန်နေပြီးနောက်တရက်တွင် ပေဝက်ခန့်ကြာစင်လာနိုင်ကရင်းမြို့ဤဆွေရင်မအထက်ဆက်လက်တည်ရှိနိုင်ပါတယ်ယနေ့မြန်မာစံတော်ချိန်6နိုင်ခွဲချိန်တိုင်းထွားချက်များအရစစ်တောင်မြေသည်မထောင်မြို့တွင်စိုးရင်မအထက်သို့ပေဝက်ကြောကျော်လွန်နေပြီးနောက်တရက်တွင်သုံးလမခန့်ကြာဆင်လာနိုင်ကရင်းမြို့ဤစိုးရင်မအထက်ဆက်လက်တည်ရှိနိုင်ပါသည်။ထို့ဖြစ်ပါရင်တောင်ငုံမြို့နယ်နှင့်မထောင်မြို့နယ်တွင်ရှိမြကန်နီနှင့်မြနေပိုင်းနီထိုင်သူများနေဖြင့်ရေပင်လွန်ရာနေရာများသို့ရှောင်ရှားနိုင်ပါယံသတိပေးနိုးစွာအပ်ပါသည်။ မြစ်ကြီးနားမြင့်ရင်တပေကျော်ခန့်ထက်ကြောင့်နေ့ကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့၏အပူချိန်29.3ဒီဂရီစင်တီဂရိတ်ယနေ့အနေဆုံးပူချိန်16.5ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်မြစ်ကြီးနားမြင့်သည်ဆိုရင်မှ1200စင်တီမီတာသို့ရရှိရန်684စင်တီမီတာ22ပေခွဲနီနီခန့်အလိုရင်းရရှိနေပါတယ်မြစ်ကြီးနားမြင့်စုစုပေါင်း218စင်တီမီတာ9ပေကျော်မြင့်တက်ခဲ့ပြီးစုစုပေါင်း 80စင်တီမီတာ၂ပေကျော်ခန့်ပြန်လည်ကျဆင်းခဲ့ပြီးဖြစ်ပါတယ်။မြေအတက်ကြောင့်ပုံမှန်ဒီထားခံမှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါရှင်။ EOD မြေအထက်ပိုင်းမှာမိုးအသင်းတင့်ရှိနေပါတယ်။ရန်ဖယံခအယောတိမြေစွန်ထပ်ပိုင်းမှာနေရာကွက်၍မိုးတဲထန်စွာရသွန်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားစင်နေရာမှာ ပြန်တက်လာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ ။ ERD မြင့်အထက်ပိုင်းမိခါမြင့်နဲ့မိခါမြင့်ဝန်ဒေတာများမှမူတိန်တောင်ဖြစ်ထွန်းမှုအားသင်းတဲ့ရှိနေပါတယ်။ ERD မြို့တခြားနဲ့ချင်းတွင်းမြို့တခြားမြေကန်နီမြင်းနေဒေတာများနဲ့မြေနုကျများတွင်စိုက်ပျိုးလုံကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ERD မြင့်ကြီးကိုမိဖြူနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြို့အခြေအနေခန်းတီးမြို့ပေဝက်နီနီခန့်ထက်တန်မိဂညနေမှ12နိုင်တွင် မုံရွာမြင့်ရေနှလမခန့်ထက်ကြမိကညနေမှ12နာရီတွင်ချင်းနှင်းမြင့်အထက်ပိုင်းမှာလစ်တလောရင်မိုးအားနှင်းငင်မှတင်းတက်ရှိနေပါသည်ယခုရက်ပိုင်းတွင်ချင်းနှင်းမြင့်ကိုတခြားမြို့များအလုံးတွင်မြို့ဆင်လိုက်အတက်ဖက်သို့ဦးတည်နေပါအောင်မင်းချင်းနှင်းမြင့်အတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမင်းသူကဲမြင့်ကြီးနိုင်တဲ့အချိန်နေမတွေ့ရှိသေးပါရှင်ခန့်တီမြင့်နဲ့ဟောင်းမလင်းမြင့်တို့မှာပြပြချင်းဆက်လက်မြင့်တက်နေပါသည် ။ဖောင်ပြင်းမြေမှာအနေငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းတွင် ပြန်လည်မြင့်တက်လာနိုင်ပါသည်။မော်လိုက်ကလေးဝမင်ကင်ကနီဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။အီအော်ဒီမြေချင်းနေမြေကြီးနားမြေစုစုပေါင်း218ပေခနပေခန့်မြင့်တက်ခဲ့ပြီးစုစုပေါင်း80စင်တီမီတာနှစ်ပေကျော်ခန့်ပြန်လည်ကြာဆင်းခဲ့ပြီးဖြစ်ပါတယ်။မြေကြီးနားမှာပြန်လည်ကြာဆင်းလာမြင့်မြင့်အကြောင်းတရုတ်ပြည်ပမှာစီးဆင်းလာတဲ့ရွှေလီမြင့်မြင့်မှာ EOD မြင့်အတွင်သို့စီဝင်မှုကြောင့် ်တာမျိုးတွင်မြည်ရီကြိုတင်မြင့်တက်လာတာကိုတွေ့ရပါတယ်။ဘလို့ဖြစ်ဖြစ်တော့ ALD မြည်ကိုတခြားမြို့များအလုံးနဲ့မြို့အစင်လိုက်မြည်ရီများပြန်လည်မြင့်တက်လာမှာဖြစ်ပါတယ်။ဗမော်မြည်ရီဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ယနေ့ညနေပိုင်းတွင် ပြန်လည်ကြဆင်းနိုင်ပါတယ်။ရှေကူမြည်ရီဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။နဖန်နနပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါ रे ကတာမြို့မြည်ရင်ဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ် နက်ဖြန်နေ့လယ်ပိုင်းတွင်ပြည်ကျင်းနာမြေရရှိလာနိုင်ပြီးမြေရတချိန်ထိုးအတန်မြန်လာနိုင်ပါသည်။ထိချိုင်မြေအနှဲငယ်သာထက်ကြနိုင်ပြီးနက်ဖြန်နေ့နေ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါသည်။တပိတ်ချင်းမြေပြပြချင်းဆက်လက်ကြဆင်းနေပါမည်။မန္တလေးမြေပြပြချင်းဆက်လက်ကြဆင်းနေပါမည်။စကိုင်းမြေအတက်ကြမရှိရတန်နေပြီးပြပြချင်းဆက်လက်ကြဆင်းနေပါမည်။ ရင်မူပခုတ်ကူညာဦးကြောင်းမြို့မင်းဘူးမကွေးမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။အောင်လံပြည်စိတ်သာဟင်္သာဇလုံးမျိုးမြေတို့မှာလည်းဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ EOD မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ရှင်။ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆလပီမူလ ्योत ာနှင့်ဆလပီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလ ्योत ာအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပြည်အခြေအနေ ကပလီပလင်ပြင်းနဲ့မင်္ဂလာပလင်အော်ရိုရင်မောက်ထုံလင်အားနေငယ်မှာတင်တဲ့ရှိနေပါတယ်။ယနေ့ညနေအထိခံမှန်းချက်မကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲပဲခူးတိုင်းဒေသကြီး၊ EOD တိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာစိစိနဲ့ ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင် နေရာအနှံ့ပြမှုထိတ်ချုံရပြီးတရင်တိုင်းတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရံရံုံဖြစ် ဖြစ်ပါသည်နေပြီးတော့နေရာကွက်ကြားမှုထိတ်ချုံရမည်ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထိတ်ချုံရမည်မန္တလေးနေရာကွက်ကြားမှုထိတ်ချုံရမည်ဘကုနေရာကွက်ကြားမှုထိတ်ချုံရမည်မကွေးနေရာကွက်ကြားမှုထိတ်ချုံရမည်ဟုံမလင်းမိုးတကြိမ်နဲ့ကြိမ်ထိတ်ချုံရမည် မုံရနေရွက်ကြမှုထစ်ချုံရမည်ပသိန်းနေရွက်ကြမှုထစ်ချုံရမည်တဝဲမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရမည်မြစ်ကြီးနာမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရမည်လိုက်ကောနေရွက်ကြမှုထစ်ချုံရမည်ဖအံနေရွက်ကြမှုထစ်ချုံရမည်ဟာခါနေရွက်ကြမှုထစ်ချုံရမည်မော်လမြိုင်မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရမည်စစ်တွေနေရွက်ကြမှုထစ်ချုံရမည်လာရှုံနေရွက်ကြမှုထစ်ချုံရမည်တောင်ကြီး နေရာကွက်ကြားမိုးတစ်ချုံရမည်။ကျိုင်းတုံနေရာကွက်ကြားမိုးတစ်ချုံရမည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေစကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်း EOD တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းရက်စီးလက်ခြင်းနဲ့မိုးတီကျခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့် ချိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်အတွက်ခံမှန်းချက်တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် မိုးပေါ်လာနိုင်ပါသည်။နေပြည်တော်နဲ့ဤတဝိုင်းအတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမူထစ်ချုံရမီရွာရရန်အောင်ပြည့်ဖြစ်ပါသည်။ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမူထစ်ချုံရမီရွာရရန်အောင်ပြည့်ဖြစ်ပါသည်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ယနေ့ညနေထိခံမှန်းချက် နေရာကွက်ကြားမှုထစ်ချုံရမည်ရွာရံရနှုံးဖြင့်ဖြစ်ပါသည်အားလုံးပဲတဘောဗီယန်ဒီကနေကင်းဝေးကြပါစေလို့ဖုန်းယူမီဒီယာချန်နယ်ကနေဆုတောင်းပေးလိုက်ပါတယ်ရှင်ဆုတောင်းပေးလိုက်